မင်္ဂလာပါရှင်ရွှေကုန်ကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့အင်အားပြင်းကလေးကြီးကြောင့်လန်ဒရာနေအိမ်စာတင်ကျောင်းတို့အပြင်ကျန်းစစ်ပူဆောင်ဆက်သွယ်ရေးစတဲ့ခန္ဓာပေါင်းစုံတွင်ထိခိုက်ပျက်စီးခဲ့ပြီးဆုံးရှုံးမှုတန်ဖိုးငွေကျပ်ဘီလျံ8900ကျော်ရှိခဲ့တဲ့သတင်းဖြစ်ပါတယ်အင်အားပြင်းကလေးကြီးကြောင့်လန်ဒရာနေအိမ်စာတင်ကျောင်းတို့အပြင်တရက်စစ်ပို့ဆောင်ဆက်သွယ်ရေးစတဲ့ကဏ္ဍပေါင်းစုံတွင်ထိခိုက်ပျက်စီးခဲ့ပြီးဆုံးရှုံးမှုတန်ဖိုး ငွေချက်8999ဘီလီယံကျော်ရှိခဲ့တယ်လို့အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကအောက်တိုဘာ10ရက်ကနေပြည်တော်ရှိလူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြည်လဲနေရာချထားရေးဝန်ကြီးဌာနစုပေါင်းခံမှမှကျင်းပါတယ်2025ခုနှစ်အပြည့်ပြည့်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေရှော့ချရေးနှင့်အထိမ်းအမှတ်အခမ်းအနားတွင် ၎င်းကပြောကြားခဲ့တယ်လို့သိရပါတယ်။ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်က2024ခုနှစ်တွင်အပူဆုံးနှစ်တစ်နှစ်အဖြစ်မှတ်တမ်းဝင်ခဲ့ကြောင်းတက္ကပါလုံးအတိုင်းအတာဖြင့်တဘာဝဘီဖြစ်ပွားမှုကိုလေ့လာရတွင်ရှေ့ဘီးခန်းစားရနိုင်ခြင်းရှိတဲ့လူဦးရေသည်1980ခုနှစ်တွင်28တသမာတသန်းမှ2020ခုနှစ်တွင်35တသမာတသန်းထိ24တသမာ900ခန့်လုံးမြင့်တက်ခဲ့ကြောင်း မိုးခေါင်ရေရှားပြီးသည်လွန်ခဲ့တဲ့နှစ်20ကျော်အတွင်း29ရာခိုင်နှုန်းအထိတိုးမြင့်ခဲ့ကြောင်းအပူပိုင်းမုန်တိုင်းကြောင့်နှစ်စဉ်ခန့်မှန်းကြီးဆုံးရှုံးမှုတန်ဖိုးမှာအမေရိကန်ဒေါ်လာ119ဘီလီယံဖြစ်ကြောင်းဖြစ်ပြောကြပါရယ်မြန်မာနိုင်ငံတွင်လည်း2025ခုနှစ်မတ်လ28ရက်ကဖြစ်ပွားခဲ့တဲ့မန္တလေးငလင်ကြီးကျောင်းလန်တတာနေအိမ်စာတင်ကျောင်းတို့ပြင်တရားစီပို့ဆောင်ဆက်သွယ်ရေးစတဲ့ကဏ္ဍပေါင်းစုံတွေထိခိုက်ပျက်စီးခဲ့ရပြီးဆုံးရှုံးမှုတန်ဖိုးငွေကျပ်9999ဘီလီယံကျော်ရှိခဲ့ကြောင်း မြန်မာနိုင်ငံသည်ကမ္ဘာလုံးဆိုင်ရာထိခိုက်ဆုံးရှုံးနိုင်ခြင်းညွန့်ကိအရာထိခိုက်ဆုံးရှုံးနိုင်ခြင်းအမြင့်မားဆုံးနိုင်ငံ၁၀နိုင်ငံနှင့်စက်ထမမြောက်နေရာတွင်ပါဝင်နေတာကြောင့်တဘာဝပြီးရောက်ပါရေးလုပ်ငန်းများကိုဦးစားပေးအစဉ်အနှီးဖြင့်အစဉ်တစိုက်အလေးထားလှုပ်ဆောင်ကြရန်အလွန်အရေးကြီးကြောင်းဗေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းကိုထူထောင်ရာတွင်အစိုးရပုဂ္ဂလိကကဏ္ဍများသာမက ဖွံ့ဖြိုးတိုးတက်မှုနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းတိုင်းသည်တဘာဝဘေးရောဂါ၏ဆိုင်ရာအစီအမံများတွင် ရှမ်းမုံငွေကိုပုံမှုထည့်သွင်းရင်းနှီးမြှုပ်နှံကြခြင်းဖြင့်ထိခိုက်ဆုံးရှုံးမှုကိုလျော့နေအောင်ဆောင်ရွက်ကြမှာဖြစ်ကြောင်းဖြင့်ပြောကြားခဲ့တယ်လို့သိရပါတယ်ရှင်။